မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့တပတ်အတွင်းသတင်းသုံးသပ်ချက်စီစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီစီစဉ်ကိုတော့ကျမရန်နာနဲ့အတူကျွန်တော်အောင်ပြည်တို့ကတင်ဆက်ပေးမှာပါ။ဒီတစ်ပတ်မှာရောဘလို့သတင်းကြောင်းရာတွေကိုဆွေးနွေးဖို့ရွေးချယ်ထားတယ်ဆိုတာကိုပြောပြပေးပါအောင်။ဒီတစ်ပတ်အတွက်ဆွေးနွေးဖို့ရွေးချယ်ထားတာတွေကတော့ Confederation ကပြည်ထောင်စုအတွက်အန်ရကြီးတယ်ဆိုတဲ့အကြောင်းနဲ့ EU တွေဝါလိုနိုင်ငံအစ်စင်တန်မရနိုင်ဘူးဆိုတဲ့အကြောင်းတွေကိုဆွေးနွေးဖို့ရွေးချယ်ထားပါတယ်။ ဒါဆိုရင် Confederation ကပြည်ထောင်စုအတွက် NLG တယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးကြပါတယ်။ Federal ဆိုလို့ရှိရင်ပြည်ထောင်စုကြီးကပေါင်းစည်းတဲ့ကုလသမဂ္ဂကိုအုပ်ချုပ်တဲ့တရားစာတတွေပြီးတော့အခွန်အခတွေကိုပြည်ထောင်စုနဲ့မြတ်မြတ်တတခွဲဝေယူတဲ့အဲ့လိုပုံစံဖြစ်တယ်ပေါ့လေ။ Confederation ကကြတော့ပြည်နယ်တိုင်းမှာ NLG ရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီပြည်နယ်တိုင်းပြည်နယ်တိုင်းမှာသူ့ကိုယ်ပိုင်စစ်တပ်တွေကရှိနေတယ်။သူ့ဟာကတီးတန့်လို့ဖြစ်နေတယ်ဆိုလို့ရှိရင်ဒါကပြည်ထောင်စုကြီးအတွက် NLG တယ်ပေါ့လေ။ဒီ Federal ဆိုလို့ရှိရင်ကုလသကိုအုပ်ချုပ်ခွင့်ပေးလိုက်တိုင်းရင်းသားတွေသူ့ဒေသသူအုပ်ချုပ်စေ။ဒါပေမဲ့ပြည်ထောင်စုထဲမှာပဲရှိနေပြီပေါ့လေ။ညီညီမြတ်ခန်းစားခွင့်မြတ်မြတ်တတယူကြအဲ့လိုပုံစံမျိုး ျိုးသွားတင်တယ်။အဓိကကတော့စပွဲပိုင်းမှာငြိမ်းချချက်နဲ့ဆွေးနွေးရမယ်။ပုပ်ပွင့်လေးလေးဆွေးနွေးရမယ်ပေါ့။တိုင်းတလနဲ့ကန်ဒီအားလုံးကဘလို့ဖြစ်စေခြင်းနဲ့ဆိုတာမျိုးပေါ့။အဲ့လိုမျိုးဆွေးနွေးတင်တယ်ပေါ့လေ။လက်နက်ကန်အားလုံးနိုင်ငံရေးစပွဲပိုင်းမှာငြိမ်းချချက်ဆွေးနွေးလိုက်တာကဒါတိုင်းပြည်အတွက်အကောင်းဆုံးပဲဆိုပြီးတော့တုံ့တက်ပြောဆိုမှုတွေတွေ့ရပါတယ်။ တော့လက်ရှိမှာကဒီ Federal နဲ့ Democracy ကိုအခြေခံတဲ့ပြည်ထောင်စုကိုတိဆောက်ဖို့ကြိုးပမ်းကြတယ်ပေါ့လေ။ဒါပေမဲ့လည်းတချို့သောတိုင်းသားတစ်နက်ကိုင်တွေကတော့ Confederation လွတ်လပ်ရေးဆိုတဲ့ရည်မှန်းချက်တွေအထိထုတ်ဖော်ပြောဆိုလာနေမှုတွေဟာလည်းရှိလာကြတာပါ။နိုင်ရှင်ကျေးရဆိုရင်တော့ Confederation ကတိချနိုင်ငံထူထောင်တာထက်ကိုအနေနဲ့နေတယ်ပေါ့လေ။ဒါပေမဲ့လည်းစစ်မှန်တဲ့ Federal ပြည်ထောင်စုပူးပေါင်းနေထိုင်မှုထက်ကိုတော့အနေကြီးတယ်ပေါ့။သူကအလဲမှာဖြစ်နေတဲ့အနေအထားမျိုးတွေ့ရတာပေါ့လေ။စစ်မှန်တဲ့ Federal ပြည်ထောင်စုကတော့ဒန်းတူညီတူရဲ့သူ့အခွင့်အရေးကိုယ်အခွင့်အရေးပြီးတော့ပြည်내ရဲ့အသီးသီးလူမျိုးအသီးသီးနေပြီးတော့ ပြည်ထောင်စုတစ်ခုလုံးအတွက်ကြတော့စူပေါင်းကောက်ွယ်တဲ့စနစ်ဖြစ်တယ်ပေါ့လေစူပေါင်းပြီးတော့စီးပွားရေးဖွံ့ဖြိုးတဲ့စနစ်တွေလုံနိုင်တော့ဖက်ဒရယ်ကတိုင်းပြည်အတွက်အကောင်းဆုံးပုံစံဖြစ်ပါတယ်ဒါပေမဲ့စုစည်းမှုအားနဲ့လာရင်တော့တချို့ပြည်နယ်တွေတချို့လူမျိုးတွေကတော့ confederation ဆိုတဲ့ federate မြင့်တဲ့ဟာကိုတောင်းလာနိုင်တယ်ပေါ့လေဒါပေမဲ့အဲ့ဒီလိုတောင်းတဲ့ဟာကလည်း federate ကိုထိခိုက်နိုင်တယ်ပေါ့ ဖက်ဒရယ်ပေါ်မှာပဲတကယ်အာရုံစိုက်တဲ့အလေးထားတယ်ဆိုရင်တော့ပိုတောင်းလို့မတင်တော်ဘူးဆိုပြီးတော့ပြောဆိုမှုတွေလည်းတွေ့ရပါတယ်။ဟုတ်ကဲ့ပါဒီအရကတတော် A ကတော့အခုလက်ရှိဝါထမနိုင်တဲ့နိုင်ငံရေးအစင်တန်းမျိုးကိုယူမယ်။ဒါမှမဟုတ် Confederation Confederate အစင်တန်းကိုရောင်းယူမယ်လို့ပြောထားပါလေ။လက်ရှိမြန်မာနိုင်ငံမှာက Federal စနစ်ထက်ကျော်လွန်ပြီးတော့ Confederation အစင်တန်းရရှိထားတဲ့ EU တွေကဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် Myla NDA တို့ဖြစ်ပါတယ်။ဒီကချင်လိုလက်ဤတက်မတော် KIA ဒုက္ခဒုတိယပူဇော်ကြီးခွန်မော်ကလည်းအတိုင်းသားတွေက2025ရောက်လာတဲ့အခါမှာ ဖက်ဒရယ်ထက်ကျော်လွန်တဲ့စဉ်းစားချက်တွေရှိလာမယ်ဆိုပြီးတော့ထုတ်ဖော်ပြောကြားထားတာကိုတွေ့ရပါတယ်။အဲ့ဒီအပြင်တရားမျိုးသားလူမျိုးရေးတက်မလို့ TNL အထွေထွေအတွင်းရေးမှူးဗိုလ်ချုပ်တာဘုံကျော်ကလည်းနိုင်ငံတစ်ခုအထိတည်ထောင်မှုအခြေအနေဖြစ်လာရင်အစင်းသေးဖြစ်အောင်လို့ပလောင်လူမျိုးတွေလှုပ်ထားရမယ်ဆိုပြီးတော့2022ခုနှစ်ဩဂတ်16ရက်ကပြောခဲ့တာကိုလည်းတွေ့ရပါတယ်။ကောင်းပါပြီရှင်။ဒါဆိုရင်တော့နောက်ထပ်အကြောင်းအရာတစ်ခုဖြစ်တဲ့ EAO တွေဝါလိုနိုင်ငံရေးအစင်တံမျိုးမရနိုင်ဘူးဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးချင်ပါတယ်။ ကိုကန့်ဒေတာကိုကျင်တော့ဗောလေဒိန်းနေစောဘွားကြီးရဲ့အာနာဆက်ကိုခံယူတယ်မြမပြေလွတ်လပ်ရရတဲ့အခါကျတော့ရန်ရှင်းဆိုင်ကမျိုးစားအဆင်မရှိရဗောလေသူတို့ကလည်းတကယ်တကယ်ဆိုရင်တော့လောက်ခွင့်မရှိဘူးဗောမြမနိုင်ငံကိုနောက်မှဝင်လာတဲ့သူတွေဖြစ်တယ်ဆိုပြီးတော့ထောက်ပြတွေ့ရပါတယ်ကျန်တဲ့ပြည်နယ်တွေကတော့ကချင်ဆိုတာလည်းမဖြစ်နိုင်ဘူးဗောလေဘာလို့လဲဆိုတော့ကချင်ဆိုတာက1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကခွဲထွက်ခွင့်တောင်မပေးဘူးဗောလေပလောင်ဆိုတာကလည်းတိန်းနေစောဘွားကြီးအုပ်ချုပ်မှုအောက်မှာပဲဖြစ်တယ်ဗော AODNL ရောဂျန်နဲ့အဖွဲ့တွေအကုန်လုံးကောမြန်မာပြည်မနဲ့ထွေရောရှက်တင်တွေကတိတ်များကြအောင်ပဲဝါလောက်တယ်လို့သူတို့လုံးလို့မရအောင်ဆိုပြီးသုံးသက်တာတွေတွေ့ရပါတယ်။ဝါကတော့လက်ရှိအနေထားမှာဘကပရဲ့အမွေကိုဆက်ခံလိုက်ရတယ်ပေါ့လေ။တရုတ်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလည်းသူတို့ကရရှိထားတာရဲ့အစိုးရဆက်ဆက်ကလည်းသူ့ကိုအရေးမပါဘူးဆိုပြီးတော့ပစ်ထားပြီးတော့လှည့်မကြည့်တာရဲ့အကြောင်းပဲသူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကခိုင်မြဲနေတာဖြစ်တယ်ပေါ့လေ။ပြည်အောင်စုအစိုးရရဲ့သဘောထားကြီးမှုအပေါ်မူတည်ပြီးတော့ဒီလိုမျိုးရှာထားတာပေါ့လေ။ဂျန်နဲ့လူတွေကတော့ဒီလိုမျိုးရှာဖို့အခွင့်အရေးမရှိဘူးပေါ့။ဘာလို့လဲဆိုတော့ တမိုင်းကြောင်းရလည်းမရှိဘူးလက်ရှိလူမှုဆက်ဆံရေးစီးပွားရေးရလည်းလုပ်ပေးလို့မရဘူးဆိုပြီးတုံ့တက်ပြောဆိုတာတွေ့ရပါတယ် ဟုတ်ပါတယ်ပြီးတော့ဝါရဲ့ထူးခြားချက်တွေကိုလည်းသိဖို့လိုတယ်ဗောလေသူကတရုတ်နိုင်ငံကိုကြော်ပေးထားတာဒါကြောင့်သူ့ရဲ့လုံခြုံရေးအတွက်ကပူစရာမရှိဘူးအဲ့ဒီအောက်မှာတရုတ်ရဲ့မဲခေါင်မြေဝါဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ရောပြီးတော့ဖွံ့ဖြိုးတာဗောလေတရုတ်ကလည်းဝါပဲဖြစ်ဖြစ်မိုင်းလားဟုပဲဖြစ်ဖြစ်ဒီလုံနေတဲ့ရွေချက်ကတိုင်းပြည်အေဂျင့်ညင်တဲ့ရင်ဘလောက်ပဲဆင်းရဲတဲ့ဒေတာဖြစ်ဖြစ်ဘလောက်ပဲခက်ခဲတဲ့ဒေတာဖြစ်ဖြစ်ချမ်းသာအောင်လုပ်လို့ရတယ်ဆိုတာကိုပြချင်တာဖြစ်တယ်ဗောလေသူကအဲ့ဒါကိုစမ်းသက်ချက်အနေနဲ့လုတ်ပြထားတာဖြစ်တယ်အဲ့ဒီတော့လာသမျှလူတွေရဲ့စိတ်ဓာတ်ကဝါကိုအားကြတယ်အေရုဆိုရင်လည်းဒါ comfort rate တောင်လိုချင်တယ်လို့ပြောထားတာဗောလေ ဲ့ဒီတော့ဝါကိုနဝတက်ကပြည်နယ်လေးပေးထားတာမဟုတ်ဘူးခရိုင်လေးပဲပေးထားတာဒါပေမဲ့သူစနစ်နဲ့သူအုပ်ချုပ်တယ်အဲ့ဒါကိုအားကြကြတယ်ဆိုတာတော့အမှန်ပဲပေါ့လေအဲ့ဒါကြောင့်ဒီဒေါ်လာရေးတွေကအချိန်တက်ပြီးတော့ကိုဒီတာကိုတီဆာရေးတွေလောက်လာကြတာဖြစ်တယ်ဆိုပြီးတော့ပြောဆိုမှုတွေတွေ့ရပါတယ်ဟုတ်ကဲ့ပါဒီဒီဘက်တစ်ဆက်ပြီးရတဲ့အကြောင်းအရာတွေကလည်းစုံတော့ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်တော့လိုက်အောင်လေဟုတ်ကဲ့ပါရှင်အခုစနစ်တက်ဆက်ပေးခဲ့တာကတော့ CNI သတင်းဌာနရဲ့တပတ်တွင်းသတင်းသုံးသပ်ချက်အစီအစဉ်ပဲဖြစ်ပါတယ်ဒီအစီအစဉ်ကိုကြည့်ရှုပေးကြပရိသတ်များအားလုံးပဲရှင်းလင်းချမ်းမြေ့ကြပါစေရှင် you